င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။တနိုင်းကလုံးတိုင်းတာနဲ့ရွေးကောက်ပွဲကိုရာနှုံးပြကျင်းပနိုင်တော့မယ်မဟုတ်ဂျပန်မြောက်လိုင်းဝန်ခံမြန်မာတနိုင်းကလုံးတိုင်းတာနဲ့ရွေးကောက်ပွဲကိုရာနှုံးပြကျင်းပနိုင်တယ်မို့ကြောင့်ဂျပန်မြောက်လိုင်းကဝန်ခံပြောဆိုရယ်။ယနေ့နေပြည်တော်မှာပြုလုပ်တဲ့ဆယ်နှစ်ပြည့် NCA နေ့ပတ်လည်အခမ်းအနားမှာဂျပန်မြောက်လိုင်းကတိုးတိုးပြောဆိုခြင်းဖြစ်တဲ့နောက်မဲ့ဒီဇင်ဘာ28ရက်နေ့ကစတင်ပြီး ရွေးကောက်ပွဲကိုပိုင်းလိုက်ခြင်းပါပဲဖြစ်ကြောင်းတွေ့ရတဲ့ရွေးကောက်ပွဲကိုရာနှုန်းပြစ်ခြင်းပါနိုင်တယ်မို့မဟုတ်ကြောင်းပထမဆင့်နေဖြင့်မြို့နယ်ပေါင်းတရားနှမြို့နယ်မှာရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီးဒုတိယဆင့်မှာမြို့နယ်ပေါင်းတရားရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတတိယဆင့်မှာကြန့်ရှိနေမြို့နယ်တွေမှာရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်းမြန်လိုင်းကပြောတယ်။ရာနှုန်းပြစ်တော့မရဘူးဆိုတာကျွန်တော်ကြိုတင်ဝင်ခံထားတယ်။ရာနှုန်းပြစ်ကရွေးကောက်ပွဲ၃ရက်စလုံးပါလေ။ရာနှုန်းပြစ်မလုပ်နိုင်ခဲ့ဘူး။အကြောင်းမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့ရွေးကောက်ပွဲကိုလည်း ။နောင်လာမယ့်ဆိုရနဲ့ရွေးကောက်ပွဲကော်မရှင်ကကြားပြတ်ရွေးကောက်ပွဲဖြည့်ဆည်းပြီးတော့မှအားလုံးပြည့်စုံလို့ပေါ့ကျွန်တော်စဉ်းစားထားရဲဆိုတာလည်းပြောလိုပါတယ်။နိုင်ရှိရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီမှကိုယ်စားလှယ်လောက်9000ကျော်ကစီရင်ပေးတင်ထားပြီးတနင်္ဂနွေလုံးတိုင်းတာနဲ့6ပါတီကရှင်ပြိုင်ပြီဖြစ်ကရင်းပါတီမှာစက်ပွန်ပါတီကကိုယ်စားလှယ်ရေးအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်ပြီဖြစ်သည်။ဆက်လက်ဆလပီမြန်မာစစ်တပ်ကကျွလွန်နေတဲ့လူသားမျိုးနွယ်ပေါ်ရာဇဝမှုတွေကိုနိုင်ငံတကာကအတုံးပြန်ရည်ရွယ်ပြက်ကွက်နေခြင်းကြောင့် ကျောင်းမက်ဖွဲ့ရနောက်ဆက်တွဲကျိုးဆက်တွေကိုမြန်မာနိုင်ငံလက်ရှိအခြေအနေကထင်ရှားစွာလည်ဟပြသနေ။မြန်မာနိုင်ငံမှာစစ်တပ်ကကျူးလွန်တဲ့လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုတွေကိုနိုင်ငံတကာကတုံ့ပြန်ရေးယူရဲဖြက်ကွက်နေခြင်းကြောင့်ကျောင်းမက်ဖွဲ့ရနောက်ဆက်တွဲကျိုးဆက်တွေကိုမြန်မာနိုင်ငံလက်ရှိအခြေအနေကထင်ရှားစွာလည်ဟပြသနေကြောင်းကုလသမဂ္ဂဆန်မြန်မာမြေတဲ့ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးတို့ကပြောတဲ့ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကျင်းရှစ်ဆယ်မြောက်ကုလသမဂ္ဂဒုတိယညီလာခံဥတည်ရွေးရကော်မတီရဲ့အထွေထွေဆင်းနေဘက်စီစဉ်အမှတ်87လို့သားမြို့နယ်ပေါ်ကျွန်းတော်နယ်ရဆွဲမှုတွေကောင်းစင်နဲ့အထွေထွေဆင်းနေမှုအတိုင်းကုလသမဂ္ဂဆိုင်မြန်မာမြန်နဲ့ကိုယ်စားအသက်မကြီးဦးကျော်မို့ထုံးကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်တယ်။မြန်မာနိုင်ငံပအဝင်ကမ္ဘာနေရာအနှံမှာလူသားမြို့နယ်ပေါ်ကျွန်းတော်နယ်ရဆွဲမှုတွေဆက်လက်ဖြစ်ပေါ်နေရလျက်ရှိပြီးလူသားမြို့နယ်ပေါ်ကျွန်းတော်နယ်ရဆွဲမှုတွေကိုပြည်ပဆိုင်ရာတိုင်ဝန်ကပြတ်သားစွာတုံ့ပြန်ရေးယူဆရင်ပြက်ကွက်နေခြင်း ကျောင်းမဖွဲရနောက်ဆက်တွဲကြိုးစားတဲ့ကိုမြန်မာနိုင်ငံလက်ရှိချင်းတွေကထင်ရှားစွာလျက်ပြသနေကြ။2025ခုနှစ်စတင်ပါလာအတွင်းလူခွင့်အကောင်စီကိုတင်သင်ခဲ့မြန်မာနိုင်ငံဆန်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရန်တရားရဲ့အစီရင်ခံစာမှာစက်ဖက်စေုပ်စုကကျူးလွန်နေရဆွေးမှုတွေပုံမှုပြင်းထန်လာလျက်ရှိကြောင်းကိုစိုးရင်ဘွယ်ရထောက်ထားရင်ပေါ်ပြထားသောအသံမကြီးကပြောတယ်။အစက်ဖက်စေုပ်စုက၎င်းတို့ရဲ့ရဆက်ကြံကြုတ်တဲ့ရဆွေးမှုတွေကိုတာဝန်ခံမှုမှရှောင်လွှဲကြံစီပြီးတရားမဝင်အာဏာသိမ်းမှုကိုတရားဝင်စဉ်ရွေးချမ်းတဲ့အတွေ့အကြုံရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုစီစဉ်နေကြောင်း တရားဝင်မှုတော့တူရအောင်ဖန်တီးရကြိုးပမ်းမှုတွေကရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝမှုတွေကျွလွန်နေသူတွေကိုအပြစ်ပေးရေးယူခံရမှုမှာကာကွယ်ပေးနိုင်ပြီလဲမဟုတ်တလို့ကာကွယ်ပေးလဲမပေးသင့်သေးဘူးသတိပြုရလို့အကြောင်းအသံမကြီးကထောက်ပြတယ်။ လူသားမျိုးနဲ့ပေါ်ကျွလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိသူတွေကိုပြည်ပဆိုင်ရာဇဝတ်တရားရုံးနဲ့တခြားသောသက်ဆိုင်ရာတရားစီရင်ရန်တရားရဲ့သိမ်းလျော်တဲ့တရားစီရင်လုပ်ငန်းတွေမှာတက်ဆင်အပါဝင်မပြစ်ပေးအေးအေးယွမ်းမိဖြစ်ပြီးအကြမ်းဖက်ဆီယုစုကစီစဉ်တဲ့တွေ့ရရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချပြန်တဲ့ဆီယနာရှင်စနစ်ကိုဆောင်သက်ရေးဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းမှုမျှတအနာဂတ်ကိုရရှိစေရွတ်အတွက်မြန်မာပြည်သူတွေနဲ့အတူကြိုးပမ်းမှုတွေမှာခိုင်ခိုင်မာမာတူတူကနီလာအလုံးကိုကြိုးပမ်းပြီး အတုံးပြုတ်ပြီးရက်တီပေးကြပြပြဆိုင်အတိုက်ဝိုင်းနဲ့ကုလသမဂ္ဂဖုံးဝင်နိုင်ငံအလုံးကိုအသံမကြီးကတောင်းဆိုတယ်စစ်တပ်ကတရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းဂျပန်စစ်တပ်ကခွဲခြားမှုမရှိလေကြောင်းတိုက်ခိုက်မှုပေါင်း3,944ချိန်ကျူးလွန်ပြီးအပြစ်မဲ့ပြည်သူပေါင်း4,135ဆုံးရှုံးကကြောင်းစီကန်နဲ့ဘာသာရေးဆောင်1,000ကျော်ပါဝင်ပုဂ္ဂလိကစာအုပ်ပေါင်း3,000ကျော်ပြည့်စုံရှုံးခဲ့ရပြီးဖြစ်ပါကြောင်း လက်ရှိချိန်ဒီမှတ်တမ်းတင်အတည်ပြုထားနိုင်တဲ့ဆုလိုက်ပြောင်းလိုက်တက်ပြတ်မှု452ချိန်ကျူးလွန်ခဲ့ပြီးကလင်းငယ်ရကနန်ပါဝင်အရက်သား4963တင်ဆောင်ခဲ့ရပါကြောင်းဂျပန်စစ်တပ်ကတရားမဝင်တင်ကြန်စစ်သားစုဆောင်မှုပေါင်း1038ခုကိုလည်းကျူးလွန်ပြီးအရွယ်မရောက်သေးသူတွေပါဝင်လူပေါင်း3000ကျော်ကိုတင်ကြန်စစ်သားစုဆောင်ခဲ့ပါကြောင်း 2025ခုနှစ်အောက်တိုဘာလစာနေဗုဒ္ဓဘာသာဝင်တွေနေထူးနေမြန်နေမှာဂျပန်စစ်တပ်ကစကိုင်းဒေသကြီးချောင်းမြို့နယ်မှာလူစုလူဝေးအတွင်းကိုလူမဆန်စွာလေကြောင်းမတိုက်ခိုက်ပြီးကလင်းငယ်တွေအပါအဝင်ရက်သား20ခန်းသက်ဆုံးရှုံးခဲ့ရကလူပေါင်းများစွာဒဏ်ရာရှိခဲ့ကြပါကြောင်းတမ်းမကြီးကပြောရင်အဂျပန်စစ်တပ်ကလူသားမြို့နယ်ပေါ်ကျွလွန်နေရာဆွေးမွေးနေဆရာဆွေးမှုကျွလွန်နေရာမှာချင်းကချင်းကရင်နီကရင် ရခိုင်ရှမ်းစကိုင်းနဲ့မကွေးတိုင်းဒေသကြီးရှိရက်သားတွေပေါ်ခွဲခြားမှုမရှိပစ်ခတ်တိုက်ခိုက်ခဲ့တဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတိတိတသားများပြားလာခြင်းစနစ်ကြညင်ပန်းနှိမ့်ဆက်ခြင်းလိမ့်ပိုင်းဆိုင်အကြံဖတ်မှုတွေကလေးငယ်တွေပေါင်းလူထောင်ပေါင်းများစွာကိုဥပဒေမဲ့အကျဉ်းချမှုတွေရှိနေကြောင်းတမ်းမကြီးကရှင်းပြတယ်။ ်ဆလဘီမိဒီလာနဲ့ရေတာရှင်မြို့နယ်မှာစစ်မှုရာဘတ်စင်ဆက်ရှင်တို့လုံငယ်69ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းစင်းမန္တလေးတိုင်းမိဒီလာမြို့ပေါ်မှာဂျပန်စစ်တပ်ကစိုက်ကဲနေဦးစီးနေတဲ့လုံငယ်တွေကိုစစ်မှုရာဘတ်စင်ဆက်ရှင်တို့ပေါ်တာဆွဲဖမ်းစီးသွားကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဘောလ14ရက်နေ့ည8နာရီခန့်ကစတင်ပြီးမိဒီလာမြို့ရှိပဲကန်စင်းနေမှာဂျပန်စစ်တပ်ကစစ်မှုရာဘတ်စင်ဆက်ရှင်တို့စိုက်ကဲနေဦးစီးနေတဲ့လုံငယ်20ကျော်ကိုပေါ်တာဆွဲဖမ်းစီးခဲ့ပါတယ်။ ရိုဘာတာဆက်ဖန်စီတာလူငယ်20ကျော်ကိုဂျာဖတ်စစ်တပ်ခလာ133တိုင်ကိုဖန်စီခေါ်ဆောင်ပြီးလက်ရှိချိန်ဒီလူငယ်ရဲ့မိသားစုဝင်တွေကပေါ်တာဆက်ဖန်စီခဲ့ရတော့မသိရှိရကြောင့်လက်ထောက်ယူခြင်းမရှိသေးပါဘူး။ထို့ပြင်ဘကုန်းရိတ်တရှင်မြို့နယ်မှာလည်းမြို့နယ်ထရုံရုံမှာလက်ထောက်ညွန်ကြားမှုဥက္ကာတန်ကလည်းစစ်မှုထမ်းပတ်စင်ဆက်ရှင်အတွက်လူငယ်40ကိုပေါ်တာဆက်ဖန်စီကစစ်မှုထမ်းပို့ဆောင်ပေးခဲ့ကြောင်းထရုတ်သတင်းမြစ်ကပြောတယ်။ အာရမလာတွင်ရေတာရှင်မြို့နယ်မှာစစ်မှုနဲ့တပ်သားတွေလူငယ်39ဦးကိုပေးပွင့်ရန်ဂျပန်စစ်တပ်ကစီကိုင်းခဲ့တော့လဲလက်ထညွှန်ကြားရေးမှူးကတန်ကလူငယ်40ကိုပဒါဆွဲဖန်စီကစစ်မှုနဲ့တပ်သားတွေဖြင့်စစ်တပ်ထံပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်အစိုးမရေတာရှင်မြို့နယ်တွင်တွေ့တဲ့အောက်ကျဦးစီးဌာနမှာလက်ထညွှန်ကြားရေးမှူးဦးကတန်ကမြို့နယ်အတွင်းမှာတာဝန်ကျနေသည့်မှာ၅နှစ်ခန့်ရှိပြီဖြစ်ပြီးစစ်မှုထမ်းလူငယ်တွေကိုပေါ်တာဆွဲဖန်းသည့်ဒီမှာလွန်စားတာဝန်ကျေသူဖြစ်ကြောင်းရေတာရှင်မြို့နယ်ထဲမှာလည်း၎င်းမယားဖြစ်သူပိုင်ဆိုင်တဲ့ရွှေဆိုင်နဲ့အင်ချက်မြင့်များစွာရှိကြောင်းသိရပါတယ်။ ဆလဘီစင်ကောင်းဆောင်တဲ့စစ်တပ်ကိုတိတ်ခါကြဆင်မှုနဲ့သမီးစုကတတ်တတ်ကိုကိုနိုင်ငံတော်ကြီးညိုပြစ်စင်မှုပုံမှန်၅၅ကာကြီးနဲ့ထပ်မံအမှုဖွင့်လိုက်ပြီးဆက်တွေ့ဥတွေပုံမှန်66ကာကြီးကိုပါတခါတဲ့အမှုရင်ဆိုင်ရမည်စစ်ကောင်းဆောင်မရောက်နိုင်တဲ့စစ်တပ်ကိုတိတ်ခါကြဆင်မှုနဲ့သမီးစုကတတ်ကိုကိုကိုနိုင်ငံတော်ကြီးညိုပြစ်စင်မှုပုံမှန်၅၅ကာကြီးနဲ့ထပ်မံအမှုဖွင့်လိုက်ပြီးဆက်တွေ့ဥတွေပုံမှန်66ကာကြီးကိုပါတပါတဲ့အမှုရင်ဆိုင်မှုဖြစ်ကြောင်းသမီးစုမိတ်ဆွေဖြစ်သူကပြောတယ်။ online ပေါ်မှာမရောက်နိုင်တဲ့မိမကျူကျူလား ။အပါဝိဆေးရာရှိတွေကတိတ်ခါကြစရာပြောဆိုကြတဲ့အမှုဟောင်းတွေနဲ့တိုင်ကြားခံရတဲ့အမေရိကန်နိုင်ငံသူသမီးစုကကိုကိုကိုအော်တိုဘားလဆက်နှစ်ရက်နေရန်ကုန်လေးစိတ်မှာဖန်စီပြီးပြင်လှရင်စကန်ကိုအော်တိုဘားလဆက်သွင်းနေမှာပို့ဆောင်ခဲ့ကြ။သမီးစုမှာအေးတင်ကိုကအမှုဖွင့်ဆွဲဆိုထားတဲ့ဆက်သွင်းဥပဒေပုံမှန်66ကာဂျီပြည်နိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်905ကာဂျီကိုပါတပားနဲ့ရင်ဆိုင်အမိဖြစ်ကြောင်းသိရတယ်။သမီးစုကိုပြင်းလွင်ရဲစခန်းမှာစစ်တပ်ကရရှိတဲ့အခါအမှုဖွင့်နာခြင်းဖြစ်ပြီးလက်တလောကျမ်းမာရေးမကောင်းမှုသိရကြောင်းသမီးစုရဲ့မိစေပြည်သူကရှင်းပြနေ ယနေ့တို့စစ်တဲ့ဝါရပြန်သတင်းစာရင်မှာတမိစုကိုရွှေသက်ဖေဘုံကောင်မနိုင်ငံတော်တည်ငြိမ်ရေးနဲ့အေဂျင့်ပြပြစီရင်အတွက်ရင်းတာပြောင်းဝင်မှုနဲ့အော်တိုဝါလတ်၁၂ရက်နေ့ပြောင်းလဲရန်စကန်ကအမှုဖွင့်တာကြောင့်စစ်တပ်ကသတင်းထုတ်ပြန်နေ။အော်တိုဝါလတ်၁၂ရက်နေ့မနက်9:30မိနစ်ချိန်ပြပြစံမြန်မာလေကြောင်းခီးစင်မှ HN335 နဲ့ရန်ကုန်လေစိတ်မှာထိုင်းနိုင်ငံတူဝနာဘုံမီလေစိတ်ကိုထွက်ခါမဲ့တက်ကိုကိုကိုစစ်တပ်ကရန်ကုန်လေစိတ်မှာဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။တမိဆိုမှာအမေရိကန်နိုင်ငံသူဖြစ်ပြီးဖန်ဆီးခံရချိန်မှာတာဖြစ်သူနဲ့ခင်မုန်းဖြစ်သူတို့မှာပြင်ပရင်ကြင်ခဲ့ပါတယ်။ နားဆင်အောင်ပြန်ကြားအတွက်တို့ပင်ကျေးဇူးတင်ရှိပါတယ်ရှင်။